Let me guess. You must be Xerxes. အခုခေတ်ဂရိနိုင်ငံအေသင်မြို့မှာသမိုင်းဝင်ရှေးဟောင်းအမွေနစ်နေရာတစ်ခုရှိပါတယ်။ဂရိနိုင်ငံမှာကဘာလဲခီးသွားတွေအလဲပတ်ဆုံးနေရာကလည်းဒီနေရာပါပဲ။တနေ့ကိုခီးသွားအယောက်18000ကျော်လောက်လာလေးရှိတယ်လို့ပြောကြပါတယ်။အဲ့ဒီနေရာကတော့ရှေးခေတ်ဂရိလူမျိုးတို့ရဲ့အထွတ်မြတ်ထားရနေရာတစ်ခုဖြစ်တဲ့ Acropolis တောင်ကုန်းပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီ Acropolis ထုံးကျောက်တောင်ကုန်းပေါ်ကနေကြည့်ရင်ဤသင်မျိုးရဲ့မြင်ကွင်းကိုရော AGM ပင်လယ်ရဲ့အလှကိုရော အပေါ်စီးကနေကြည့်ရှုခံစားနိုင်မှာပါအဓိကကဘာလက်ခီးသွားတွေကိုဖန်ဆားနိုင်တဲ့အကြောင်းကတော့ပါသီနွန်နဲ့ဂရာသီယွန်ဆိုတဲ့နယ်ဖျားကြောင်းတွေကြောင့်ပါပဲပြီးသူကလက်ရတော်တော်လေးကိုစနစ်ကျလှပသေးသက်တဲ့နယ်ဖျားကြောင်းတွေပါ နောက်ခေတ်အဆက်ဆက်ပြီးသူကပညာအတွက်လဲလွန်မှုမှုတအားကြီးပါတယ် ဒီနှစ်ဖျားเจ้าနှစ်ခုလုံးကအသီနာနှစ်ဖျားမကိုကိုးကွယ်ဖို့ဆောက်လုပ်ခဲ့တာပါတကယ်တော့အေသင်ဆိုတဲ့မြို့နာမည်ကိုကအသီနာရဲ့နာမည်ကနေယူထားတာပါဘလို့အသီနာကအေသင်မြို့အတွက်ဒီလောက်အရေးပါနေရတာလဲဆိုတာကိုတော့နောက်ွယ်ကဒန်နိုင်ဇလန်းလေးကိုတစ်ချက်လေ့လာကြည့်ကြရအောင်ပါခင်ဗျာ အသီနာဆိုတာဘလို့နတ်ဖျားလဲဆိုတာအရင်ပြောဖို့လိုမယ်ထင်ပါတယ်။အဲကျွန်တော်နတ်ဖျားတွေအကြောင်းပြောရတာကသူတို့ကိုယုံအောင်စိတ်ဝင်စားအောင်ပြောပြနေခြင်းမဟုတ်ပါဘူးခင်ဗျ။ဒါပေမဲ့လည်းဂရိတို့ရဲ့ယဉ်ကျေးမှုအမှုပညာနဲ့ဘိသုကပညာရွက်တွေကိုလေ့လာတဲ့အခါမှာကုံရောထွေးဆက်ဆက်နေတာကြောင့်နတ်တွေရဲ့ဇလန်းကမပါမဖြစ်ဇလန်းတွေဖြစ်နေတာမို့ပါ။ ဒီလိုပါ Olympus တောင်ပေါ်ကနတ်ဖျားတွေရဲ့ဘုရင် Zeus နဲ့မင်းကြီးမှာသူမိမ Hera မတိုင်ခင်မိမတယောက်ရှိပါသေးတယ်။ Metis လို့ခေါ်ပါတယ်။ ဉာဏ်ပညာလို့အဓိပ္ပာယ်ရပါတယ်။နာမည်အတိုင်းပဲဉာဏ်ပညာကြီးတဲ့အပြင်လက်မှုအရာတွေလည်းတက်ကြွပါတယ်။သူ့ကိုဇူကာမိဖုရားမြှောက်ခြင်းလို့အနုနီးနဲ့ရောအကျန်းနီးနဲ့ရောစူးစမ်းပေမဲ့မီတစ်ကအကောင်ပုံစံအမျိုးမျိုးပြောင်းပြီးထွက်ပြေးသွားတတ်ပါတယ်။ဒါပေမဲ့လည်းမရပါဘူး။နောက်ဆုံးတော့တကိုးကြီးရဲ့နာမင်းကြီးမိသွားပြီးအလိုမတူပဲမိဖုရားအမြောက်ခံလိုက်ရပါလေရော။ တရက်မှာကဘာမြေဆောင်နဲ့ဂိုင်ယာကဇုတ်ကိုရှေ့ပြစ်နမိတ်ဟောကင်းထုတ်တယ်။မီတစ်နဲ့ကလေးနှစ်ယောက်ရမယ်။ပထမရတဲ့သမီးကမင်းလောက်စွမ်းအကြည့်မယ်။နောက်သားငယ်ကတော့မင်းထက်စွမ်းအကြည့်ပြီးမင်းရဲ့ထီးနှံကိုလူယူလိမ့်မယ်တဲ့။ဇုတ်လည်းတော်တော်လန့်သွားတာပေါ့။အဲမလန့်လို့လည်းမရဘူးလေ။ဘာလို့လဲဆိုတော့သူ့အဖေ Titan Cronus တုန်းကလေဂိုင်ယာကဒီလိုပဲဟောကင်းထုတ်ခဲ့လို့ Cronus ကမွေးထားသမျှသားသမီးတွေအကုန်ဗိုက်ထဲမျိုးချခဲ့တာ။ အငယ်ဆုံးသားဇုတယောက်ပဲသူ့အမေပရိရဲ့အစင်ကောင်းအဖွက်ကောင်းလို့လွတ်သွားတာအချိန်ကျလာတော့လေအကိုအမတွေကိုခရိုနက်စ်ဝင်းတွေကကဲထုတ်သူ့အဖေကိုစစ်ခင်းတက်ပြီးနန်းလူလာခဲ့တာဆိုတော့သူ့လည်းရောက်မှကြောက်တာပေါ့ဇုတ်လည်းခြံရံမရတဲ့အဆုံးမီတစ်ကိုပရိရဲ့ဆင်ပြီးရင်ကောင်အဖြစ်ပြောင်းခိုင်းလိုက်ပါတယ်မီတစ်ရင်ကောင်အဖြစ်လည်းပြောင်းလိုက်ရောဇုကဖန်ပြီးမြူချလိုက်ပါလေရောဒါပေမဲ့သူမသိလိုက်တာကမီတစ်ကကိုဝင်ရှိနေပါပြီ ဇူးရဲ့ဝမ်းပိုက်ထဲမှာတော့မီတစ်ကမွေးလာမယ့်ကလေးအတွက်ချက်ဝတ်တစားတွေပဲဖန်တီးနေပါတော့တယ်။နောက်အချိန်နေကြလာတော့ဇူးကတအားခေါင်းကိုက်တဲ့ဝေဒနာခံစားလာရပါတယ်။တော်တော်ဆိုးဆိုးကိုကြိုက်တာပါ။နောက်ဆုံးမခံနိုင်တော့လို့ဗဘဲနဲ့ဖျား he face test ကို သူ့ဦးခေါင်းပုံကိုခွဲနိုင်မဲ့ပစိမ်မျိုးလုတ်ခိုင်းပါတယ်။ပစိမ်ရလာတော့ he face test ကဇူးရဲ့ခေါင်းကိုပစိမ်နဲ့ခုတ်ပြီးဟက်တက်ခွဲလိုက်တော့မှစစ်မှတ်ချက်ဝတ်တစားတွေနဲ့အတိနာနဲ့ဖျားမကဇူးခေါင်းထဲကနေထွက်လာပါတယ်။ သူ့ကိုယ်တိုင်ခေါင်းကမွေးလိုက်ရတယ်ဆိုပါတော့အသီနာကသူ့အမေစီကဉာဏ်ပညာကြီးတာလက်မှုအရာတွေကျွမ်းကျင်တာတွေအမွေရလိုက်တဲ့အပြင်စစ်တင်ကဗျူဟာနတ်ဖျားမှလည်းဟုတ်ပြန်ပါတယ်အဲ့ဒါကြောင့်စစ်ဖြစ်ဖို့ပဲသွေးစာနေတဲ့ဆက်နတ်ဖျားအေရစ်နဲ့လည်းအကျော်ကမတည့်ပါဘူးအသီနာကဇုရဲ့အချစ်ဆုံးသမီးဖြစ်သလိုတကူအိတ်တိဘက်လည်းတော်တော်ကြီးတာဆိုတော့လူတွေနဲ့နတ်တွေရဲ့ကြားမှာတစတစနာမည်ကြီးလာပါတယ် ဒီလိုနဲ့မွေတိုင်းလူတိုင်းဘရင် King Cross ရဲ့လက်ထက်ပေါ့တနေ့အတ္တကပြည်နယ်မှာသူတို့မျိုးကိုမျက်နှာသာပေးမဲ့အဆောင်အရှောင်နဲ့ဖရားကိုဂုံပြူရွေးချယ်ဖို့ဖြစ်လာပါတယ်အတ္တကကလည်းပင်လယ်ထွက်ပေါက်ဒေသဆိုတော့တငါလုပ်ငန်းနဲ့ပင်လယ်ကုန်ကူးလုပ်ငန်းတွေလုပ်ကင်ကြရတော့ရေလန်းခီးဆောင်ရှောက်ပေးနိုင်မဲ့ပိုဆိုင်တွန်ကအသိလျော်ဆုံးလို့ယူဆကြတာပေါ့ပိုဆိုင်တွန်ဆိုတာကဇုတဲ့အကိုနောက်ပြီးပင်လယ်သမုတ်တရားကိုပိုင်ဆိုးတဲ့နတ်ဖရားဆိုတော့အာနာကလည်းမသိဘူး သူကတဏယမက်လည်းကြီးသလိုအညိုအတိတ်ကလည်းကြီးပါတယ်အဲ့ဒီမှာအသီနာကလည်းဒီမျိုးကဂုံပြုတ်ရွေးချယ်မဲ့နတ်ဖျားဖြစ်ချင်နေပါတယ်ဒီတော့ဦးလေးနဲ့တူမထိတ်တိုက်တွေ့ပြီးတကိုးတွေပြန်ကြတော့တာပေါ့ကိုဆိုင်တော့ကမျိုးသူမျိုးသားတွေသူ့ကိုဒီမျိုးရဲ့ကိုးကွယ်ရာနတ်ဖျားအဖြစ်ရွေးမယ်မျိုးနာမည်ကိုပိုဆိုင်ဒိုနီးယားလို့ပေးမယ်ဆိုရင်သူ့ရဲ့မျက်နှာသာရမယ်ပင်လယ်ရေလန်းခီးအတွက်အကာအကွယ်ရမယ်ပေါ့ အပြောလဲပြီးရောသူ့ရဲ့ trident သုံးမြောင်ခရင်ကွားနဲ့မြေကြီးကိုစိုက်ချလိုက်တာ acropolis တောင်ကုန်းပေါ်မှာပင်လယ်ရေတွေပန်းထွက်လာပြီးစံကြောင်းတစ်ခုဖြစ်သွားပါလေရောဒါမြို့သူမြို့သားတွေအတွက်သူ့လက်ဆောင်ပေါ့အသင်နာကလည်းအားကြမခံအန်လမင်ကြီးတပင်ဖန်ဆင်းလိုက်ပါတယ်ဒါကရိုးရိုးတပင်တသက်မဟုတ်ပါဘူးကျော်ဝချမ်းသာခြင်းနဲ့တာယာအေးချမ်းခြင်းရဲ့အတိတ်နမိတ်ဖြစ်တယ်ပေါ့ဒါနဲ့ပဲအတ္တိကပြည်သူပြည်သားတွေလည်းဘယ်နှဖျားကိုရွေးရမလဲဆိုတာမဲခွဲပြီးဆုံးဖြတ်ကြပါတယ် အဲ့ဒီမှာပင်လက်ထွက်အလုံးလောက်ရတဲ့ယောက်ျားသားတွေကဗိုလ်ဆိုင်တော်ကိုဝဲပေးကြပါတယ်။မိမသားတွေအားလုံးကတော့အသီနာကိုပဲရွေးချယ်ကြပါတယ်။ဒီလိုမဲခွဲဆုံးဖြတ်လိုက်ကြတဲ့အခါမှာအမျိုးသမီးအီအတွက်ကပိုများနေတော့အသီနာကိုပဲမြို့ရဲ့အဆောင်ရှောင်နဲ့ဖျားအဖြစ်ရွေးချယ်လိုက်ပါတယ်။ဒါကြောင့်အသီနာကိုဂုံပြုတ်တဲ့အနေနဲ့အေသင်းဆိုတဲ့မြို့နာမည်ဖြစ်ပေါ်လာခဲ့တာပါ။ဇလန်နဲ့နဲ့ထပ်ဆက်ရရင်တော့ပိုဆိုင်တွန်လိုနှမျိုးကဒီလိုရှုံးသွားတာကိုနည်းနည်းမှမကျေနပ်ပါဘူး။ အညိုတေးကြီးကြီးနဲ့အတ္တိကဒေတာကိုငလင်တွေလှုပ်အောင်ရေတွေကြည့်အောင်လှုပ်ပြီးဒုက္ခပေးပါတော့တယ်။နောက်ဆုံးမှာတော့အီသင်သားတွေကပိုဆိုင်တုံးအမျက်ဒေါသပြေအောင်စိတ်ကျဉ်နေအောင်ဆူနီယန်အငုံမှာသူ့အတွက်နတ်ဖျားချောင်းစောက်လုပ်ကိုးကွယ်ချရပါတယ်။ပြီးတော့မိမသားတွေကိုလည်းမဲပေးခွင့်ပိတ်ပင်လိုက်ပါတယ်တဲ့။ဒါကတော့အီသင်နီယန်ဒီမိုကရေစီမှာမျိုးသမီးတွေမဲပေးခွင့်မရှိတာရဲ့နောက်ကွယ်ကပုံမြင်ဆန်းဆန်းတန်တားကြီးလေးပါ။ ျွန်တော်ရှေ့ရဗီဒီယိုမှာပြောခဲ့ဘူးတဲ့အာခရဲ့ပီရဲပေါ့အဲခက်လောက်ကစပြီးအီသင်မြို့ဟာအမှုပညာတီထွင်ဖန်တီးမှုတွေရော အတွေးခေါ်တွေပါတိုးတက်လာပါတယ်။နောက်ပြီးကုန်းစဲကူးတန်းတဲ့မြို့ဆိုတော့စီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်လာပါတယ်။ Let me guess. You must be Xerxes. ဒါပေမဲ့480 BC မှာကင်းစာစီဥဆောင်တဲ့ပါရှန်စစ်တပ်တွေက တာမိုပိုင်းလေးမှာ King Leonidas ဥဆောင်တဲ့ Spartan စစ်တပ်တွေကိုအနိုင်ရလိုက်ပါတယ်အဲ300 Spartan ရုပ်ရှင်ကအဲ့ဒီအကြောင်းမှာထိုးစက်နည်းနည်းပပတော့ပါတာပေါ့လေပါရှန်တွေဆက်ပြီးတိုက်ခိုက်လာလိုက်တာအီသင်ထိရောက်လာပြီးမီးရှို့တာတွေဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နှစ်မှာတော့အီသင်တွေကပါရှန်တွေကိုပြန်နိုင်လိုက်ပါတယ်အဲဒီနောက်အီသင်မျိုးရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ပယ်ရီကလစ်ရဲ့ဦးဆောင်မှုနဲ့အတူပြန်လည်ထူထောင်ရေးတွေဆောင်ရွက်ခဲ့ကြပါတယ် အီဇန်မျိုးရဲ့အဓိကပွဲတော်ဖြစ်တဲ့ပနာသနီးယားပွဲတော်ကျင်းပရာလမ်းတစ်လျှောက်ကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။အီဇန်မှာကနှစ်တိုင်းပနာသနီးယားဖက်စတီဗယ်ဆိုတဲ့ပြောပွဲရှင်ပွဲကျင်းပကြပါတယ်။အဓိကကတော့သူတို့ကိုးကွယ်တဲ့အသီနာနှစ်ဖျားမအတွက်ရည်စူးကျင်းပတဲ့ဘာသာရေးပွဲပေါ့။ဒီလိုနှစ်ဆင်ကျင်းပတဲ့ပွဲကိုလက်စာပနာသနီးယားဖက်စတီဗယ်လို့ခေါ်ပါတယ်။လေးနှစ်မြောက်ကျင်းပဖြစ်တဲ့အခေါက်ဆိုရင်ပွဲကိုပို့ပြီးခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ကျင်းပကြပါတယ် ရက်လဲပူကြကြကျင်းပကြရတယ်ပေါ့ဒီလို၄နှစ်တခါကျင်းပတဲ့ပွဲကိုကြတော့ Greater Panathenia Festival လို့ခေါ်ပါတယ်သူတို့ဂရိပြကရင်ရဲ့ပထမဆုံးလလည်းဖြစ်အသီနာရဲ့မွေးနေ့လည်းဖြစ်တဲ့ရက်မှာကျင်းပကြတယ်လို့ဆိုပါတယ်ကျွန်တော်တို့ပြကရင်နဲ့ဆိုရင်တော့ဇူလိုင်လကိုဒါမှမဟုတ် August လဆန်းလောက်သွားကြရတတ်ပါတယ်ဒီပွဲတော်မှာသူတို့ကျင်းပနေကြအားကစားပြိုင်ပွဲတွေအပြင်ဂီတပြိုင်ပွဲအဆိုပြိုင်ပွဲကြပြာရွတ်ပြိုင်ပွဲတွေလည်းကျင်းပတတ်ကြပါသေးတယ် ဂီတမှာဆိုရင် ပလွေတို့ခစ်တရာတို့ ਨੇ အတီးအမှုတ်ပြန်ကြတာမျိုးပေါ့အဲကျွန်တော်တို့အခုခေတ်ဂီတာဆိုတာကဒီခစ်တရာကနေစဉ်သက်လာတာပါအားကစားပြိုင်ပွဲတွေကျင်းပတဲ့အခါမှာအသက်အရွယ်တွေခွဲပြီးလူငယ်တွေအတွက်ရော လူကြီးတွေအတွက်ပါကျင်းပပေးပါတယ်လူကြီးတွေအတွက်ကျင်းပရတာတွေဆိုရင် အခြား Greek မြို့ကလူတွေလည်းလာရောက်ရှင်ပြိုင်လို့ရပါတယ်။ Olympic ပြိုင်ပွဲလိုပါပဲ ုံမှန်အားကစားပြိုင်ပွဲတွေကတော့အပြေးပြိုင်ပွဲ၊မြင်းရထားစီးပြိုင်ပွဲ၊နဗန်းပွဲ၊လက်ဝဲပွဲအဲ့ဒါမျိုးတွေပါပဲ။ဒါပေမဲ့တခြားဘယ်နေရာဘယ်ပွဲတော်မှာမှမကျင်းပပဲပနသိန်းရမှာပဲရှိတဲ့အားကစားပွဲလည်းရှိပါတယ်။နောက်ပြီးဒီပွဲကိုကြတော့အေသင်မျိုးသားတွေပဲဝင်ပြိုင်ခွင့်ရှိတာပါအဲ့ဒါကတော့အပိုဘာတစ်လို့ခေါ်တဲ့စစ်မြင်းရထားစီးကျွမ်းကျင်မှုပြိုင်တာပါစစ်မှတ်ချက်ဝက်တစားအပြည့်အစုံနဲ့ပြိုင်ပွဲဝင်နှစ်ယောက်ကခွင်းထဲမှာမြင်းလေးကောင်နဲ့ မြင်ရထားကိုအရှိန်ပြင်းပြင်းမောင်းပြီးစားရပါတယ်။မောင်းတဲ့သူကအဲ့လိုတဟုန်လုံးမောင်းနေတော့မှာနောက်ထပ်ကစားသမားတယောက်က မြင်ရထားတဲ့ကနေခုံထွက်ဘေးကအမိပြေးလိုက်ပြီးတော့မှမြင်ရထားပေါ်ပြန်ခုံတက်အဲ့ဒါမျိုးကိုလှလှပပတည်တည်တက်တက်လှုပ်ပြရတာမျိုးပါ။ပညာရှင်တွေကတော့ဒီပြိုင်ပွဲကဟိုမားရဲ့ကြပြားတွေတဲကစစ်သူရဲကောင်းတွေရဲ့တိုက်ခိုက်ပုံတွေကနေဖြစ်လာတဲ့အားစားပွဲမျိုးလို့ဆိုပါတယ်။ဖီလီအဖွဲလိုက်ရှင်ပြန်ရတာတွေလည်းရှိပါတယ်။ အေသင်ကဖီလီအဖွဲ့ဆယ်ဘွဲကတဖွဲ့စီရှင်ပြန်ရတာပါအဲ့ဒီတုန်းကအေသင်မနီယာဒေသတွေကို ဖီလီအဖွဲ့တွေနဲ့ခွဲခြားဖွဲ့စည်းထားပါတယ်ဘယ်လိုဖွဲ့စည်းထားတယ်ဘာကြောင့်ဖွဲ့စည်းထားတယ်ဆိုတာကိုတော့ကျွန်တော်ရဲ့ Archive Period ဗီဒီယိုမှာရှင်းပြထားပါတယ်အကြည့်ရသေးရင်အဲ့ဒီဗီဒီယိုမှာကြည့်လို့ရပါတယ်ခင်ဗျပထမတစ်ခုကတော့စစ်ရေးအကပြိုင်နာပါနာမည်အတိုင်းပါပဲစစ်ချက်ဝဲတစားတွေနဲ့အနီးကပ်တိုက်ကြတဲ့ဟန်တွေနဲ့ကောက်ွက်ဖော်ထားတာမျိုးပါ ခုခေတ်ကာယဗလပြိုင်ပွဲလိုမျိုးလည်းရှိပါသေးတယ်။ယူအန်ဒရီယာလို့ခေါ်ပါတယ်။ယောက်ျားကောင်းပီဇာသောဆိုတဲ့အထိပ္ပယ်မျိုးပေါ့။အခုခေတ်ပြိုင်ပွဲတွေနဲ့မတူတာကချက်သားလှပတာကြီးမားတာကိုပြိုင်တာမဟုတ်ဘဲကျောင်းသားတစ်ခုနဲ့တစ်ခု အချိုးစားညီညွတ်လှပတာကိုပြိုင်တာပါနောက်ဆုံးတစ်ခုကတော့ Lambda Deforia လို့ခေါ်တဲ့မိရှုတိုင်လက်ဆင့်ကန်အပြေးပြိုင်ပွဲပါဒီပွဲမှာ file တစ်ဖွဲ့စီက10ယောက်စီပြိုင်ရတာပါ ။စာမတ်တနေရာကနေ Acropolis တောင်ကုန်းပေါ်ထိမီရှူတိုင်ကိုလက်ဆင့်ကမ်းပြီးတည်ပြေးရတာပါ။တောင်ထိပ်မှာတော့အတ္တနာအတွက်ရည်စူးထားတဲ့အထွတ်မြတ်နေရာတစ်ခုမှာအရင်ဆုံးမီရှူကိုထွန်းညှိပူဇော်နိုင်တဲ့အဖွဲကအနိုင်ရပါတယ်။ပြောရမယ်ဆိုရင်ဂရိကန်မျိုးတွေဒေသတွေထဲမှာအီသင်ကအတော်လေးချမ်းသာကြွယ်ဝပါတယ်ဒီလိုပွဲတော်မျိုးကျင်းပရတာဝေကုံကြီးကြအတော်များပါတယ် ဒါအပြင်ကိုအေဇင်ကပြိုင်ပွဲမှာအနိုင်ရတဲ့သူတွေကိုစုကောင်းကောင်းချီးမြှင့်ပါသေးတယ်။စုကတော့ Panathinaic Prize and Fora လို့ခေါ်တဲ့အိုးနဲ့အကောင်းစားတန်လှန်စီတွေကိုချီးမြှင့်တယ်။ Amphora အိုးတွေအကြောင်းကိုလည်း Geometric Period ဗီဒီယိုမှာမကြည့်ရသေးရင်လေ့လာကြည့်စေချင်ပါတယ်ခင်ဗျ။ပြန်ဆက်ရရင်အားစားပွဲပေါ်မူတည်ပြီးချင်းမြင့်တဲ့အိုးအီအတွက်ကတော့ကွာသွားပါတယ်။တချို့ပြန်ဝဲတွေမှာဆိုအနိုင်ရတဲ့သူကအိုးအလုံးပေါင်း30 40လောက်ရပါတယ်။တချို့ကျတော့အိုးအလုံးရာကျော်ရပါတယ်တဲ့။ ။ပိုးရဲ့ဒီဇိုင်းမှာလည်းတစ်ဖက်မှာအသီနာ6ဝက်ဒီဇိုင်းအစုံနဲ့စစ်ပြင်နေတဲ့ပုံရေးဆွဲလေးရှိပါတယ်။အဲနောက်တစ်ဖက်မှာတော့သက်ဆိုင်တဲ့အားစားပြိုင်ပွဲပုံနဲ့အလှဆင်ထားပါတယ်။နောက်ပြီးအိုလံပစ်ပြိုင်ပွဲနဲ့မတူတဲ့တစ်ချက်ကဒုတိယဆုပေးပါတယ်။ပထမရတဲ့သူရဲ့ရတဲ့အိုးရီအတွက်ရဲ့ငါးပုံတစ်ပုံရပါတယ်။ဒါကတော့ပနသိနီယပွဲတော်ကအားကစားပြိုင်ပွဲတွေ အကြောင်းပေါ့ပွဲတော်ရဲ့အရေးကြီးဆုံးကတော့နောက်ဆုံးရက်မှာကျင်းပတဲ့ဘာသာရေးအခမ်းအနားပါ အဲဒါကတော့ဒပိုင်လွန်ဂိတ်ကနေစပြီးတော့ Acropolis တောင်ကုန်းပေါ်အထိစီတန်းလမ်းလျှောက်တဲ့ဘာသာရေးပွဲပါဂိတ်ကအေသင်မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတယ်အဲဒီဂိတ်ကနေလမ်းတိုင်းတဲတဲ့ဆက်သွားရင်မြို့ရဲ့အချက်အချာကြာဆုံးနေရာဖြစ်တဲ့ Agora စုရက်ကိုရောက်ပါတယ် Agora ဆိုတာကတော့အများပြည်သူပိုင်နေရာပေါ့မြို့ရဲ့အရေးကြီးတဲ့ဂျင်ညာချက်တွေလည်းအဲဒီမှာဂျင်ညာတယ်နိုင်ငံရေးကိစ္စတွေဆွေးနွေးတာတိုင်ပင်တာအေသင်ဒီမိုကရေစီအရာမဲခွဲဆုံးဖြတ်တာ နောက်ပြီးစစ်ထွက်ဖို့လူစုယုံနာတွေလည်းဒီနေရာမှာပဲလှုပ်လေးရှိပါတယ်။ဒါကြောင့်မို့လဲအဂိုရာကိုဒီမိုကရေစီမွေးဖွားရနေရအဖြစ်မှတ်ယူထားကြပါတယ်။အဲ့ဒီမှာဈေးဆိုင်တွေလည်းရှိတယ်။ကုန်သည်တွေလက်မှုပညာရှင်တွေအယောင်းဝယ်လှုပ်ကြတဲ့နေရာဆိုတော့မြို့ရဲ့အရေးပါတဲ့နေရာတစ်ခုပေါ့။စီတန်းလမ်းလျှောက်တဲ့ဘွဲကတပိုင်လွန်ခိတ်ကနေစထွက်လာပြီးတော့အဂိုရာကိုဖျက်ပြီးတော့မှအက်ခရိုပိုလစ်တောင်ကုန်းပေါ်ကိုသွားကြတာပါ။ နတ်ဖျားเจ้าကဖုံးတော်ကြီးတွေနဲ့မြို့ရဲ့အရေးကြီးပုဂ္ဂိုလ်တွေဥဆောင်ပြီးမြို့သူမြို့သားတွေစီတန်းလျှောက်ကြတာပေါ့။ စီတန်းတဲ့အခါမှာတော့ Eriforos လို့ခေါ်တဲ့အသက်9နှစ်ကနေ17နှစ်အရွယ်မိန်းကလေးတွေကအထူးရက်လုပ်ထားတဲ့ Pablos အသက်ကိုတည်လာရပါတယ်။ Pablos ဆိုတာကတော့ Eric ကဂရိအမျိုးသမီးတွေဝတ်လို့ရှိတဲ့အဝတ်ပေါ့။ Eriforos ဖြစ်ဖို့အရွေးခံရတဲ့မိန်းကလေးနှစ်ယောက်ကကြတော့ Acropolis တောင်ကုန်းပေါ်မှာတစ်နှစ်ပတ်လုံးနေပြီးတော့ရက်ကန်းပညာသင်ယူရပါတယ်။ပြီးတော့မှ Pablos ကိုရက်လုပ်ရတာပါ။လူကြီးတွေရဲ့အကူအညီတော့ပါတာပေါ့လေ။နေ့စဉ်ကျင်းပတဲ့ Lesser Panathenia ပွဲတော်မှာဆို ဲ့ဒီအဝတ်ကိုအရာတီယံဖျားเจ้าမှာရှိတဲ့အသီနာတက်သားယုတ်တုမှာဝတ်ဆင်ပြီးလေ့ရှိပါရတယ်တဲ့ Greater Panathenia ပွဲမှာချုပ်တဲ့ဝတ်ဆုံကတော့ပိုကြီးပိုကောင်းပြီးတော့ပိုလဲလှပါတယ်ဒါကိုတော့ပါတီနွန်ကအသီနာယုတ်တုကြီးမှာဝတ်ဆင်ပေးတယ်လို့ဆိုကြပါတယ်ပွဲတော်မှာအသီနာကိုနွားအကောင်တရာနဲ့ရစ်ပူစော်တဲ့အလေးရှိပါတယ်တက်ရောက်ကြတဲ့သူတွေလည်းစားကြတောက်ကြတယ်ပေါ့လေအဲ့ဒါကြောင့်မဲ Greek ပြည်ကလေးမှာဒီလကို Hackathon Bion လို့ခေါ်ပါတယ် ွားအကောင်တရားရုပ်ပူဇော်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့အဲနောက်ပိုင်းမှာတော့နွားအကောင်တရားမဟုတ်ပဲသတိသဘောမျိုးဆယ်ကောင်ကျော်လောက်ပဲရုပ်ပူဇော်တယ်ပြောကြတာတွေလည်းရှိပါတယ်ဂရိတရဲ့ဘာသာရေးကတခြားဘာသာရေးတွေနဲ့မတူပါဘူးနတ်ကိုရှ िख ိုးတာဆူတောင်းတာပူဇော်တာတွေကိုနတ်ဖျားเจ้าနဲ့မှမလုပ်ပါဘူးနတ်ဖျားเจ้าဆိုတာကနတ်ဖျားတွေရဲ့အိမ်နတ်ကွန်းသဘောမျိုးပါပဲ ညဖះเจ้าရဲ့အပြင်ဘက်တနေရာရာမှာရုပ်ပူဇော်တဲ့တီးဆက်နေရာရှိပါတယ်။ဒါပေမဲ့ပါသီနွန်ညဖះเจ้าမှာတော့ရှေးဟောင်းသူတေစီတွေသမိုင်းပညာရှင်တွေကရုပ်ပူဇော်တဲ့နေရာတွေရှာမတွေ့ခဲ့ပါဘူး။နောက်ပြီးတော့တစ်ချက်ထူးတာကပါသီနွန်ကညဖះเจ้าတသက်မဟုတ်ပါဘူး။ဂရီတိုရဲ့ဘန်နာဒိုက်ဆိုရင်လည်းမှန်ပါတယ်။ပါသီနွန်ညဖះเจ้าအကြောင်းကိုတော့နောက်တစ်ပတ်ဗီဒီယိုမှာပဲစောင့်မျှော်နှာစင်ပေးကြပါခင်ဗျာ။ပိုကောင်းတဲ့မနက်ဖြန်တွေပိုင်ဆိုင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။